ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မမကြီးကမတလောက်စီပြန်ဟင်းလေးချက်ပြမှာပဲဖြစ်ပါတယ်ရှင်အရင်ဆုံးကျစ်တုံအဖြူနီထောင်းထားတာလေးတွေကိုအရင်ဆုံးစီတက်လိုက်ပါမယ်ကျစ်တုံအဖြူနီလေးတွေကျွတ်လာပြီဆိုရင်တော့စားစွန်းချုံမုံနေထားတဲ့ငါတလောက်လေးကိုထည့်ပြီးတော့လုံပေးလိုက်ပါမယ်ရှင်လုံးနေနေရမှာပေါ့နော်ဒေအိုးကသေးပြီးတော့ငါးရနေနေများသွားတဲ့အတွက်ကြောင့်ပေါ့နော်အရမ်းမှုရင်ငါးလေးတည်းကြည်သွားမှဆိုလို့တရုံချင်းစီပဲအသားလေးလှန်ပြီးတော့ပေါ့နော်လုံးပြီးထားလိုက်ပါတယ်ရှင်လုံးရည်လေးကြပြီဆိုရင်တော့မကြီးနေရဲ့ ရေချဲအေးလေးရဲ့အနှဲငယ်စီထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့တည်ပေးထားလိုက်ပါတယ်။အဖုံးလေးခွင့်ပြီးတော့အရသာလေးမြည်ကြည့်လိုက်တယ်။အချုံငန်နဲ့နဲ့ပေါ့နေရတဲ့ငပြာရည်နဲ့အချုံမုံလေးကိုအနှဲငယ်စီထပ်ထည့်ပေးလိုက်ပါတယ်ရှင်။ရေလေးလည်းနည်းနည်းရှိသေးရတဲ့ထပ်တည်ထားလိုက်ပါတယ်။ချီလေးနည်းနည်းကျသွားပြီဆိုရင်တော့ငွေသီးစိမ့်နဲ့နည်းနည်းမင်းလေးအုပ်ပေးလိုက်ပါတယ်။ပြီးရင်တော့ခဏလောက်ထပ်တည်ပေးထားလိုက်တယ်နော်။ရေလေးနည်းနည်းခန်းသွားအောင်လို့ပါ။ အခုဆိုရင်တော့စီပြန်ရေချမ်းလေးပေါ့နော်ရပြီလုံနေထားမှာပဲမမကြီးရဟင်းလေးကိုချလိုက်ပါတယ်ရှင်ဒီနေ့ငတ်တလောင်လေးရပေါ့နော်မကြီးနှစ်ချင်းချင်းလေးနဲ့ငတ်တလောင်လေးကိုချက်ထားတာပါငားဆိုရင်လုံးဝမစားတဲ့အမျိုးသားဒီငတ်တလောင်ဆိုရင်တော့ခေါင်းမပေါအောင်စားပါတယ်အဲ့အတွက်ကြောင့်ငတ်တလောင်ဟင်းလေးကိုချက်ပေးထားတာပဲဖြစ်ပါတယ်မမကြီးရဲ့အကောင့်ကိုလိုက်ရ follow လေးလည်းလုပ်ပေးသွားကြပါအောင်ရှင်